မင်္ဂလာပါရှင်ခေတ္တ news ကနေသတင်းများကိုတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံမှာဒီကနေ့စတင်ပြီး46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာအရှိကထိပ်တန်းကိစ္စအဖြစ်ပါဝင်နေပြီးစစ်ကောင်ဆောင်မင်းရောင်းလိုက်တက်ရောက်ခွင့်ဆက်လက်ပိတ်ပင်နေလို့ ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာဒီကနေ့စတင်ပြီး46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာအရေးကထိတ်တန့်ဖြစ်ပါဝင်ပြီးစစ်ကောင်စီဘက်မှစစ်ကောင်ဆောင်မင်းရောက်လိုက်တရားခွင့်ကိုဆက်လက်ပိတ်ပင်ကစစ်တပ်ရဲ့အစစ်နှင့်ကိုယ်စားလှယ်တရားမှဖြစ်ကြောင်းမလေးရှားမှလာတဲ့သတင်းတွေရသိရပါတယ်။မလေးရှားနိုင်ငံမှာဒီကနေ့တနင်္လာနေ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်မှာဖြစ်ပြီးဒေသရင်းနဲ့ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များဆွေးနွေးကြမှာဖြစ်ကြောင်းထိပ်သီးအစည်းအဝေးမှာဆွေးနွေးမယ်အကြောင်းအရာတွေမှာအမေရိကန်ရဲ့တိုးမြင့်တဲ့အကောက်ကမြန်မာ ါနိုင်ငံရင်းနဲ့တောင်တရုတ်ပင်လယ်ရှိရှေးပိုင်းနဲ့အငင်းပွားမှုတွေကိုဆွေးနွေးမှာဖြစ်ကြောင်းမြန်မာအရှိကလည်းထိတ်တန့်ဦးစားပေးပြပါဝင်ကြောင်းသိရပါဗျ။ ပါဝင်နိုင်မှုနဲ့ရှေးရှေးတည်တန်းခံမြင်ရေးခေါင်းစဉ်နဲ့နေရကြပြုလုပ်မယ့်အာဆီယံထိပ်သီးဆွေးနွေးပွဲမှာအဖွဲ့ဝင်ဆယ်နိုင်ငံကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုလုံခြုံရေးနဲ့ရှေးရှေးတည်တန်းသောဖွံ့ဖြိုးတိုးတက်မှုအပအဝင်ဒေသရင်းအရှိကိစ္စတွေကိုဆွေးနွေးမှာဖြစ်ကြောင်းထိပ်သီးအစည်းအဝေးရဲ့အလဲကျသဘာပတိအဖြစ်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကထိပ်သီးအစည်းအဝေးကိုဥက္ကဋ္ဌဖြစ်ဆောင်ရွက်မှာဖြစ်ပါတယ်ထိပ်သီးဆွေးနွေးပွဲမတိုင်မီအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါကအာဆီယံအဖွဲ့တွင်ပူးပေါင်းဆောင်ရွက်မှုကိုမြင့်တင်ဖို့ဒေသရင်းစီးပွားရေးအကျိုးစီးပွားရေးမြင့်တင်ဖို့နဲ့ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာအစပြုမှုတွေကိုမြင့်တင်ဖို့အဓိကထားလှုံ့ဆော်သွားမှာဖြစ်ကြောင်းထုတ်ဖော်ပြောဆိုပါရယ်အာဆီယံအနေနဲ့၎င်းရဲ့ငွေကြေးရန်ပုံငွေကိုတည်ဆောက်ဖို့နဲ့ဒေသတွင်ဗန္နာယီလုံခြုံရေးကိုမြင့်တင်ဖို့အစီအစဉ်တွေကိုပါထည့်တင်ဆွေးနွေးမှာဖြစ်ကြောင်းသိရပါရယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးမှုများနဲ့ပဋိပက္ခဖြစ်နေတဲ့သက်ဆိုင်သူများအကြားစေစံညှိနှိုင်းရေးကိစ္စရပ်များမြန်မာနိုင်ငံဆိုင်ရာအာဆီယံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ညှိနှိုင်းဆွေးနွေးမှုတွေလည်းပါဝင်မှာဖြစ်ကြောင်းသိရပါရယ် အာဆီယံထိပ်သီးအစည်းအဝေးကိုစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအမည်နဲ့အတွင်းဝင်အောင်ကြုံမှုဦးဆောင်တဲ့မြန်မာကိုယ်စားလှယ်အဖွဲ့ကတရားမှာဖြစ်ကြောင်းသိရပါတယ်မြန်မာအစည်းဆွေးနွေးမှုတွေမှာအကြမ်းဖက်မှုရပ်တန့်ရင်းအားလုံးပါဝင်နိုင်တဲ့ဆွေးနွေးမှုစတင်ခြင်းနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးရခြင်းမှာမြင်သာထင်သာရှိတဲ့တိုးတက်မှုမရှိခြင်းပေါ်လက်ရှိထိတွေ့ဆက်ဆံမှုမူပေါင်းရေးထိရောက်မှုနဲ့ကန့်သက်ချက်တွေကိုအာရုံစိုက်ပွဲရှိရလို့သတင်းတွေကဆိုပါတယ်ဆက်လက်ပြီး AA နဲ့ PDF များဝင်ရောက်လာမယ်လို့ဆိုပြီးအင်ကပူမျိုးနဲ့ပိုကလေးမျိုးနဲ့တို့မှစစ်တပ်က တပ်သားတင်များအကြီးအကျယ်စုဆောင်ပြီးစစ်တင်တဲ့များနဲ့ရပ်တူပစ်ခတ်မှုတင်တဲ့များစက်တိုက်ပြီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းမှာ EE နဲ့ PDF များဝင်ရောက်လာမယ်လို့ဆိုပြီးအင်ကပူမြို့နယ်နဲ့ပိုကလေးမြို့နယ်တို့မှာစစ်တပ်ကစစ်သားတင်များအကြီးအကျယ်စုဆောင်ပြီးစစ်တင်တဲ့များစက်တိုက်ပြီးနေကြောင်းဒေသခံပြည်သူတွေကပြောပါရတယ်။ EE နဲ့ PDF များဝင်ရောက်လာလို့လေးမျက်နှာမြို့နယ်မှာတိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်အင်ကပူမြို့နယ်မဲဆလီကုန်းမြို့၊ကွင်းကောက်တို့မှာစစ်သားများအကြီးအကျယ်စုဆောင်နေပြီးပြည်သူစစ်တပ်ပို့ချလျက်ရှိကြောင်းခြေရွာတွေမှာနေစဉ်လူငယ်များစက်တိုက်ဖမ်းဆီးခံ နေရာကြောင်းတပ်သားတင်များစုဆောင်ရမှာစစ်တပ်ကဓာတ်ရိုက်ဖမ်းဆီးခြင်းရှိသလိုခြေရွာအုပ်ချုပ်ရေးဖွဲ့နှင့်ပြူစောတိများဖမ်းဆီးမှုများရှိကြောင်းသိရပါသည် အင်ကပူမျိုးနယ်မှာအဓိကအဖြစ်အမှတ်၅တက်မတော်တံမြင်လေးချင်းအကြောင်းတက္ကကငါမှာစစ်မှုထမ်းတသားတင်များကိုအဓိကစုဆောင်းနေတာဖြစ်ပြီးအဆိုပါတက္ကကငါမှာစစ်မှုထမ်းတသားတွေက A နဲ့ PDF တွေကိုအဓိကခုခံမဲ့တသားတစ်တွေထုတ်လုပ်ပြီးနေခြင်းဖြစ်ကြောင်းသိရပါတယ်တက္ကကငါကတော့အင်ကပူမျိုးနယ်မှာရှိတဲ့မဲစရီကုံမျိုး၊ကွင်းကောက်ဒေသလူငယ်တွေအကုန်လုံးမှာပဲပေါ်တာဆွဲပြီးအဲ့ဒီမှာစည်ရေးလေးချင်းပြီးနေတာရက်တူပဲနောက်ပြီးမဲစရီကုံမှာလည်းရက်တူပြစ်ခတ်မှုတင်းနှံတွေပြီးနေတယ်ကွင်းကောက်ဘက်ရွာတွေမှာလည်းနေ့တိုင်းလူငယ်တွေပေါ်တာဆွဲခံရတာတွေဖြစ်နေတယ်ဘယ် လူငယ်ရွာမှာမနေရဲကြဘူး။ညာအိမ်ရင်တောတဲ့သွားအရာတဲ့စက်တက်ကဝင်ပြီးခဏခဏပေါ်တာဆွဲနေလို့လို့ဒေသခံတအုပ်ကပြောပါရယ်။ဒါအပြင်အင်ကပူမျိုးနဲ့ကွင်းကောက်ဒေတာနွားချံချင်းရွာအုပ်စုမှာစစ်တပ်သတင်းပေးတင်းစော တက်ချက်ကြီးတင်းထုံရဲ့မိမတင်းတင်းမို့မိနီတို့က စစ်တပ်အတွက်စစ်သားတွေစုဆောင်ပေးခြင်းနဲ့စစ်တပ်စစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်များတွေ့ရှိပါပါကတာကတ်ကငါးထံကိုဖုံးဆက်ပြီးဖမ်းဆီးခိုင်းကြောင်းစစ်တပ်ကသတင်းပေးနေအမာကန်တွေကိုလွတ်ပြီးစစ်သားတွေများဖမ်းဆီးခိုင်းခြင်းနဲ့သတင်းပေးခိုင်းခြင်းများလုံဆောင်နေကြောင်းသိရပါတယ်အင်ကဘူမျိုးနဲ့ကရက်ရွာသားတအူနွားချံအုပ်စု ကုန်းတောင်ဒီရွာဘက်မှာငားသွားရှာရင်တရင်ပြည်တာတွေကဖုံးဆက်ပြီးဖန်ခိုင်းလို့တက်ကကငားကဝင်ဖန်နေအဓိကစစ်မှုရန်ရှာရာမေလ22ရက်နေ့ကလည်းခီးသွားလူငယ်တွေတွေ့လို့တက်ကကငားကဝင်ဖန်နေလူငယ်တွေကိုတက်ကကငားတဲ့ဖန်ကော်သွားတာလို့ဒေသတရေရင်မြစ်တွေကပြောပါတယ်အလာတူအီယာရီတိုင်းပိုကလေးမြို့နယ်ကျွန်းညိုကြီးကျွန်းဒေသမှာလည်းအခုမေလအတွင်းစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖန်ဆင်းမှုတွေဖြစ်ပေါ်နေကြောင်းအီယာရီတိုင်းတွင်းနယ်အင်ကပူမြို့နယ်ဘက်မှာခံစစ်ပြင်ဆင်ဖို့အတွက်လို့ဆိုပြီးစစ်တပ်ကလူငယ်များကိုဝင်ရောက်ဖန်ဆီးပေါ်တာဆွဲနေကြောင်းသိရပါတယ် ပိုကလီဘက်မှာစစ်တပ်ကလူငယ်တွေကိုနေရောညမှာလိုက်ဖမ်းဆီးနေတာတချို့ထွက်ပြေးရင်းနဲ့အဆက်အသွယ်ပါမရတော့တီလာရှင်လာမသိဘူးထွက်ပြေးသူတွေရဲ့မိဘတွေကိုလည်းအကြောင်းမျိုးမျိုးနဲ့ပြန်ခေါ်ပေးဖို့စစ်တပ်ကအကြမ်းကင်နေအခုအချိန်ကလေယာဉ်မြေတွေလှုပ်ဖို့မိုးရင်းကာလလည်းလုံးမဲ့သူတော်မရှိတော့တဲ့အထိရွာဘက်တီမှာခြေနေစိုးနေတာတက်ကပြောတာအီယာရီတိုင်းကိုအီယာရီတိုင်းကလူငယ်တွေနဲ့ပဲပြန်ကာကွယ်ဖို့လိုအပ်မယ်ဆိုပြီးလူငယ်တွေကိုလိုက်ဖမ်းနေတာလို့ပိုကလီမျိုးနယ်ကျုံညိုကြီးကျောင်းမှာပြည်သူတအုပ်ကဆိုပါတယ်အေးဦးဆောင်တဲ့တော်လိုင်းတက်များကလင်းမျက်နှာမျိုးနယ်အတွင်ရောက်ရှိနေကစ စ်ကောင်စီတပ်စခန်းတချို့ကိုတိုက်ခိုက်သိမ်းပိုင်မှုတွေကိုအခုနှစ်စံပိုင်းမှာလှုပ်ဆောင်ခဲ့တယ်လို့အေကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းဖော်ပြပါရှိပါတယ်ရှင်။ မေရခိုင်ပြည်နယ်ပေါ်အမေရိကန်တရုတ်လွန်ဆွဲပွဲဖြစ်လာမှလားဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေပီလလယ်မှာအမေရိကန်လက်ထောင်နိုင်ငံခြားရေးဝန်ကြီးနှောင်းဦးနဲ့ရန်ကုန်မြို့ရှိတန်ယုံယာယီတာဝန်ခံတို့ဓာတ်ကားကိုရောက်လာခဲ့တယ်လို့အစရှိပြီးဓာတ်ကားရှိ Now South University ရဲ့ငြိမ်းချမ်းရေးဌာနမှအကြီးအကဲကတိကပြသူတောင်းကရှိသားခဲ့တာကိုဖော်ပြထားပါတယ်။အဲ့ဒီခီးစက်က2024ဩဂုတ်လမှာပေါ်ပေါက်လာခဲ့တဲ့မိုဟာမက်ယူနိုဦးဆောင်တဲ့ဂျာပြန့်အစိုးရနဲ့အမေရိကန်အစိုးရကြားလွန်စွာအရေးပါတဲ့ထိတွေ့ဆက်ဆက်မှုဖြစ်လာတာဖြစ်ပါတယ်။ ်ယူနုစဲဂျာပြန်အစိုးရကဘူမိနိုင်ငံရေးလမ်းကြောင်းတစ်ကိုစတင်ရှာဖွေဖော်ထုတ်လာခဲ့ခြင်းကြောင့်လည်းဖြစ်ပါတယ်နိုင်ငံရေးနိုင်ငံရေးနဲ့စီးပွားရေးကိုအနောက်အုပ်စုကိုတကားဖွင့်ပေးခြင်းဖြင့်အကျိုးရှိရာရှိကြောင်းဖြစ်လာမယ်လို့ယုံကြည်လာခဲ့ပါတယ် မြန်မာနဲ့ပတ်သက်ပြီးမြစ်တီအကြောင်းအရာများဆွေးနွေးခဲ့ရဆိုတာကိုဘင်္ဂလားဒေ့ရှ်မီဒီယာတွေကတိတိကျကျပြောဆိုရေးသားခြင်းမျိုးမရှိတော့လဲအသည်ခံရလာတဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရှာမန်ကိုအငင်းပွားပွဲဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ပို့ရေးမှာတာဝန်ပေးလာခြင်းနဲ့ရခိုင်မြန်မာနိုင်ငံဆိုင်ရာတန်မန်ဟောင်းဆူဖီယာရာမန်ကိုနိုင်ငံတိုင်းဝန်ကြီးဌာနမှယူနို့စ်ရဲ့အထူးအကြံပေးလက်ထောက်ဖြင့်ခန့်အပ်လာခဲ့ခြင်းကပဲလုံခြုံရေးနဲ့ပတ်သက်တဲ့ဆရာကအတွင်မြန်မာနဲ့အမေရိကန်ကိုအတိကအခန်းကဏ္ဍမှာထည့်သွင်းစဉ်းစားလာပြီးဆိုသည်ကတိတ ာထင်ရှားလာခဲ့ပါတယ်။မလာမှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရဲရောက်ရှိလာခြင်းကစပြီးကော့ဘ်ဇာဒုက္ခသည်စခန်းများမှာ2019ခုနှစ်ကစပြီးစင်စင်ရဲနေခဲ့ကြတဲ့ရိုဟင်ဂျာဒုက္ခသည်တစ်တသမလီတန်းကိုနေရပြန်ပို့နိုင်ရင်ကအဓိကကျလာခဲ့ပါတယ်။အဲ့ဒီကိစ္စပေါ်အမေရိကန်နိုင်ငံသားဝင်ကြီးဌာနမှထိတ်တန့်ရရှိများနဲ့ဆွေးနွေးကြရမှာရခိုင်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နိုင်ဖို့ကိုအစင်ချုံးမွင့်စင်ရေးဆိုတဲ့မူဝါဒဘက်ကိုတည်တည်တသာရွေလျားလာခဲ့ပါတယ်။ အဲ့ဒီအရွေးသစ်မှာတဆင်အစာရေးစာငတ်မော့ခံပါမှုအခြေအနေနဲ့စားနေရှိကပြက်လက်နေတဲ့အကြောင်းပြက အရကတတော်ထိန်ချုပ်နေမျိုးတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီပင်ရေးစားတဲ့စင်းကြံတခုဖော်ဆောင်ဖို့ထွက်ပေါ်လာခဲ့ပါရင်၎င်းကိုဘင်္ဂလားဒေ့ရှ်လေးလာသုံးသက်သူတွေကနိုင်ငံတကာဥပဒေအရတရားဝင်မှုမရှိစွာကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါရင် မြန်မာဘက်မှာတရားဝင်သဘောတူခွင့်ပြုခြင်းမျိုးမရှိဘဲလုံမယ်ဆိုရင်ဥပဒေကြောင့်ねတန်တမန်ကြီးပိုင်းမှာစိုးစိုးဝါးဝါအကျိုးဆက်များဖြစ်လာနိုင်တယ်လို့ထောက်ပြခဲ့ပါတယ်။ဒီဇင်ဘာလကုန်ပိုင်းလောက်ကစပြီးဘင်္ဂလားဒေ့ရှ်အာနာပိုင်းတွေနဲ့အာရကတပ်တော်များအကြားနီနီကက်ကန်ဆက်ဆံမှုတွေရှိလာခဲ့ပါတယ်။လီလာသူတွေကတော့တကြံပွဲကိုအကြောင်းပြပြီးအာရကတပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်းနဲ့အတွင်ကျူးကျော်ဝင်ရောက်လာခဲ့မှုကိုကြည့်မယ်ဆိုရင်နေကြာဒေတာမတည်ငြိမ်မှုနဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်မှုတွေဖြစ်လာနိုင်တယ်လို့ပြောဆိုလာပါတယ်။တချို့ကလူသားချင်းစာနာထောက်ထားမှုအ ကူညီပင်ရေးစင်းကြံလမ်းမကြီးကတကယ်တမ်းမှအမေရိကန်ဘက်မှအရက်ခတ်တတ်တော်ကိုထောက်ပံ့ပေးနိုင်ဖို့ဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ် မေရိကန်ကဘာမာအတရလူကိုမထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းလို့ပြောဆိုလာနိုင်တော့လေဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းကလုံခြုံရေးရှုထောင့်ရပြောစရာဖြစ်လာနိုင်ပါတယ်။မူအားဖြင့်ဆိုရင်ဘင်္ဂလားဒေ့ရှ်စစ်တပ်ကအာရခတပ်တော်ကိုအကူအညီပေးရမှာအရေးပါတဲ့အခမ်းအမပါဝင်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမီဒီယာတွေက အမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်စစ်တပ်များအကြားဆက်ဆံရေးနှက်ဆိုင်လာနေပြီဆိုတဲ့အပြောတွေကအမေရိကန်ထိပ်တန်းပို့ချုပ်ကြီးတအုပ်နဲ့ဘင်္ဂလားဒေ့ရှ်စစ်ဘက်အထိပ်တန်းများအကြားဆက်ဆံလာမှုကိုကြည့်ပြီးယုံထင်ကြောင်တင်ပြောဆိုနေခြင်းများသာဖြစ်ပါတယ်။ ၎င်းကဒေတာရင်းအမေရိကန်ရဲ့ဩစာဖြန့်ကျက်လာမှုဖြင့်မိမောင်းထိုးပြနေတော်လဲတည်ယုံရင်မြမအရှိမပါဝင်ပတ်သက်လာပွဲရှိတဲ့အခန်းကဏ္ဍတွေကြောင့်ထွက်ပေါ်လာမယ့်ဘူမိနိုင်ငံရဲ့အနေထားတွေရှုပ်ထွေးလာနိုင်စရာရှိပါတယ်မကြာမီကတရုတ်တမရရှိခြင်းဖြင့်မှမင်းအောင်လိုင်းကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးမြမရဲ့အချုပ်ချာအာဏာနေမြီတည်တံ့ပိုင်ခွင့်ကိုထောက်ခံသွားမယ်လို့ထုတ်ပြောလာခဲ့ပါတယ်၎င်းကတကယ်လို့အရခတ်တတော်မှာစစ်တွေကြောက်ဖြူနေမောင်းတို့တိမ့်ပိုက်ဖို့ဒုစစ်စင်နာမယ်ဆိုရင်တရုတ်ကစေယုတ်စုဘက်မှရည်တည်ပေးသွားမယ်သဘောဖြစ်ပါတယ် တယ်။ကြောက်ဖြူကယူနန်ကိုတင်ပို့နေတဲ့ဒေါ်လာ1.5ဘီလီယံတန်ကြီးရှိရေနံနဲ့ထန်းငွေပိုင်လိုင်းရဲ့စမှတ်လည်းဖြစ်ပါတယ်။အတူစီးပွားရေးစုံနဲ့ရေနံစင်ကန်တွေလည်းရှိနေတဲ့အဲ့ဒီအတွက်ပြီးချင်းမှနေပြည်တော်အပေါ်စီးပွားရေးရာဩစာလွှမ်းမိုးထားနိုင်တယ်လို့ဆိုရင်စရာအကြောင်းအရာတွေဖြစ်ပါတယ်။စစ်တွေမှာလည်းအိန္ဒိယရဲ့ကလတန်မြင့်စီမံကိန်းနဲ့၎င်းတို့ရဲ့ကိုတွင်ပိအရှိမြောက်ဒေတာကိုဆက်သွယ်ပေးမယ့်အစီအစဉ်များရှိပါတယ်။အဲ့ဒီအတွက်လည်းတရုတ်နဲ့အိန္ဒိယနှစ်နိုင်ငံစလုံးကမြန်မာကိုလက်မလွတ်နိုင်ဖြစ်နေလို့နေပြည်တော်ရှိစစ်အုပ်စုနဲ့ဆက်ဆံနေကြခြင်းလည်းဖြစ်ပါတယ်။ အိန္ဒိယကအခုတည်းဘင်္ဂလားဒေ့ရှ်မှာအရက်ခတက်တော်ကိုနီနီကက်ကဆက်ဆံနေမှုကိုတစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးတော့လဲ၎င်းတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမှာသာဖြစ်ပါတယ်။ဘင်္ဂလားဒေ့ရှ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရင်းစင်ကြံလမ်းမကြီးဆိုတာကိုမြန်မာစစ်အုပ်စုမှသဘောတူမှာမဟုတ်ဆိုတာနဲ့ရင်ဆိုင်ရဖို့ရှိပါတယ်။အဲ့ဒီအတွက်ရိုဟင်ဂျာတွေတောင်မတင်ရေမကြအနေအထားနဲ့ဆက်ရှိနေအောင်မှဖြစ်ပြီး၎င်းတို့ကိုနေရပြန်ဖို့ရည်ရွယ်စီစဉ်ထားတဲ့စင်ကြံလမ်းဆိုတာကလည်းပြက်ပြားသွားနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဂျာပြန့်အစိုးရရဲ့ရခိုင်ပြည်နယ်ရေးမှတက်တက်ကြွကြွပါဝင်လာမှုဘင်္ဂလားဒေ့ရှ်စစ်တပ်မှအာရခတပ်တော်ကိုပန်ဖို့ကူညီလာမှုမြန်မာစစ်အုပ်စုမှစင်ကြံလန်ကိုစန့်ကျင်လာမှုတရုတ်တို့မှ၎င်းတို့အားအကန့်အသတ်မရှိထောက်ခံလာမှုတွေချုပ်ငုံကြည့်မယ်ဆိုရင်လာမယ်လာများတွင်အစိုးရဒေသတွေမှာဘူမိနိုင်ငံရေးရှိချိန်မြင့်တက်လာတော့မှသာဖြစ်တယ်လို့ရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။